သူတို့ကကောင်မလေးကိုဖမ်းခေါ်သွားခဲ့ကြပြီမယ်သူတို့မသိလိုက်တာကောင်မလေးရဲ့ချစ်သူကနာကျင်မှုတွေကိုမခံစားရသူဖြစ်နေပြီးတော့သူတို့တွေကတော့ဒေတာပေါက်ပြပေးဆက်ရတော့မယ်ဇလန်းစစချင်းမှာတော့ကျွန်တော်တို့မြင်ရမှာတော့ခင်းတရားပဲဖြစ်ပါတယ်ခင်းကဆန်ဒီဂိုဘတ်မှာခရစ်စမတ်မတိုင်မီနှစ်ရက်ကမှဖြစ်လာတဲ့လက်ထောက်မန်နေဂျာအသစ်တူပါလေတူကလည်းဘန်မန်နေဂျာနီဂယ်လိုလက်ဆက်နေပြီးတော့နီဂယ်ကဝန်ထမ်းတွေကိုတန်းစီခိုင်းကခရစ်စမတ်ဘောင်းထဲအတွက်ကြီးညာပေးနေတာပဲဖြစ်ပါတယ် နောက်တစ်ခန်းကိုတော့ခင်းရဲ့ပုံမှန်ကလားရန်ကြီးခက်ခဲနေတဲ့အချိန်မှာပျောက်သွားတဲ့တဲ့မိတ်ဆွေဟောင်းကြီးအီရယ်ကိုပြတ်တာလိုက်တာပါ။အီရယ်ကမိမတေဗီကနေအကျွေးတွေကိုငါတိုင်ခံဆက်နေရတာကွာလို့ညီညွတ်လိုက်တာဟာမိကလေးနှစ်ယောက်ပုံစကားပြောလို့ကောင်းလို့ပါ။လီဒူးလောက်မကြည်ငြိမ်ဖြစ်နေတယ်ပဲပြောရမလား။ရှယ်ရီဆိုတဲ့ဝင်တဲ့တစ်လေးကကော်ဖီဘူးလေးကိုခင်းရဲ့လက်ပေါ်မှာတော့ဆက်မှောက်ကြသွားပါတယ်။ရှင်နာခုံမုံပေါ်တဲ့ခင်းကတော့ရတဲ့အေးဆေးလို့ပဲပြောလိုက်ပြီမယ်။သူ့ရဲ့လက်ကတော့တိတိကျကျလောင်ကျွမ်းသွားတာကိုတွေ့ရပါတယ်။ အလုတ်ပြုတ်မှကြောက်တဲ့ Sherry လည်းစိုးရိမ်တဲ့ကြီးနဲ့အနောက်လာနေပြီးတော့လိုက်လာခဲ့ပါတယ်။ခင်းကတော့အမြဲတမ်း AC တမမို့မစိုးရိမ်တော့ဘူးနဲ့အလုတ်ပြုတ်မှကိုလည်းစိတ်ပူစရာမလိုကြောင်းသာ share video ပြပြလိုက်ပါတယ်။ဒါဆိုလေမဖြစ်စေဖြစ်နေတဲ့ဇာလေးတော့လိုက်ကြည့်ပြရစီအကိုရဲဆိုလို့ပြောလိုက်ချိန်မှာတော့တစ်ဖက်ကခင်းရလေသူမရဲ့အပြုမူကိုဂုံယူတဲ့အနေနဲ့လက်ခံလိုက်ပါတယ်။အနီးနားကစ်ဆိုင်လေးတစ်ဆိုင်မှာပဲဖြစ်ထိုင်ကြပြီးတော့ခင်းရတော့နို့ဗျူလေးတစ်ခွက်သာမှားလိုက်ပါတယ်။ Cherry ကတော့နာမည်နဲ့လိုက်တဲ့ Cherry ပိုင်းသာတုံးဆောင်နေကြတာပါ။ ခိုင်းလောက်စားကြည့်မလားလို့မေးလိုက်ပေမဲ့ခင်းရတော့ရင်ကြီးကြီးပဲညှိလိုက်ပြီးတော့သူ့မှာ CIB ရေးလို့ခေါ်တဲ့ရှားပါအခြေအနေတမျိုးရှိနေတယ်လို့ပြောပြလိုက်ပါတယ်။တစ်ဆက်ထဲမှာပဲ CIB ဆိုတာမွေးရပါနာကျင်မှုကိုအာယုံမခံနိုင်တဲ့ယောဂဝေဒနာဖြစ်ပြီးတော့အဲ့ဒါကြောင့်ပဲမှောက်ကြတဲ့ရင်လေးကိုငါပူတယ်လို့မခံစားခဲ့ရတာဆိုပြီးတော့ဟိုကိုထိခိုက်အောင်လုပ်မိမှဆိုလို့နာကျင်မှုကိုမခံစားရတာကြောင့်ဒုတ်တွေရောဓာတ်တွေရောနဲ့ဝင်းရမှာနေနေရတယ်လို့ဆိုပြီးကောင်းမလေးကိုထပ်ရှင်းပြလိုက်ပါတယ်။ ကောင်မလေးကလည်းခင်းပြောတာနားထောင်လို့အပြီးမှာပဲ။အော်အဲ့ဒါကြောင့်အဲတော့ရှစ်လက်တွေကအပူလောင်နေပြီမဲ့ရှစ်ယောက်ကပူတဲ့ပုံပေါ်ခဲ့တာလို့ဆိုပြီးတော့နောက်တစ်ကြိမ် cherry pie လောက်ကိုထပ်ကျွေးလိုက်ပြီးတော့ဒီတစ်ခါတော့ခင်းလေးခေါင်းလေးတစ်ချင်းချင်းနဲ့လက်ခံလိုက်ပါတော့တယ်။ညာဘက်ရောက်တဲ့အခါမှာတော့ခင်းရလေးနှစ်ချက်လောက်တက်ပြီးတော့ five ချက်လောက်ဖွင့်ပြီးသူ့ပေါ်တာ tissue နဲ့ခင်းကစားနေခဲ့တာပါ။တကယ်တော့ငါ cherry ပေါ်ခံစားရရှိနေတာကြာပြီ။ ်ဒါပေမဲ့ငါတခါမှဝင်မခံခဲ့ဘူးကွာဆိုပြီးတော့လည်းညီးတွားနေလိုက်သေးတာပါတကယ်တော့ခင်ရသူ့ရဲ့ရှက်တက်တာရဲ့စိုးရင်စိတ်တွေရဲ့အကြောင်းနဲ့အမြဲတမ်းအနောက်ပြည်ပဆုတ်သွားတဲ့သူတွေရောက်ဖြစ်နေခဲ့တာပါဒီစင်ရလဲနာကြီးတက်တောင်လို့အားပေးနေကြမလို့တာကြီးမင်းအရင်ဆိုရင်ဖွပြောလိုက်ကွာဒါဆိုမင်းအလိုလိုလမ်းသွားလိမ့်မယ်လို့ကြံပေးလိုက်ပါတယ်ခိန်းလဲဒီစင်စကားလောက်ကိုမှတ်ထားလိုက်ပြီးတော့ Sherry နဲ့တူတူနုပညာပြကန်းတစ်ခုမှတွေ့ဖို့လက်ခံပြီးထွက်လာလိုက်ပါတယ် Sherry ရဲ့ပကြီကားချက်တစ်ချက်ကိုရောင်းလိုက်ပြီးဆိုတာသိလိုက်ရတဲ့အခါမှာသူဘာမှမကူညီလိုက်နိုင်ပေမဲ့ Sherry အတွက်တော့အင်မတန်ဝမ်းသာနေခဲ့တာတော့သိကြပါပဲ Sherry လည်းဘာမှဆက်ပြီးတော့စကားပြောကြဖို့ပြောရင်လည်းတယောက်တစ်ခွက်ကိုင်ကစကားဆက်ပါတော့တယ်။ Sherry ကသူ့ရဲ့ငယ်ဘဝအကြောင်းပြောပြလာပြီးတော့သူကမိဘမဲ့တယောက်ဖြစ်ခဲ့တာကြောင့်18နှစ်ခရဲကအခုထိရုံးလာကန်လာအကြောင်းပြောပြလိုက်ပါတယ်။တဖြည်းဖြည်းနဲ့နှစ်ယောက်သားလည်းလေးဝေးတေလာခဲ့ကြတဲ့အချိန်မှာခင်းရဲ့အတိဖြစ်ဖို့များတဲ့ဘဲတွေကခင်းကိုပခုံးပုတ်လိုက်ပြီးတော့ဗလီဗလာတွေပြောသွားပြီးတော့ကျောင်းကနေလိုက်နိုင်ခြင်းနဲ့ဂျိုးစဖို့တကောင်ဖြစ်နေခဲ့ပါတယ်။ပြောချင်တာတွေပြောပြီးထပ်သားပေးမယ်ခင်းရတော့ဖင်းကိုကြံခဲ့တာပေါ့။ share ဒီဘက်ကိုပြန်လဲလိုက်ပြီးတော့ကျောင်းတော့ကိစ္စတွေအခုမှပဲပြန်ပြောဖြစ်တော့တယ်ကွာဆိုပြီးတော့အစာချလိုက်ပြီးတော့ငါငယ်တော့အတန်းဖော်တယ်ရောအနိုင်ကျင့်တာရောကောင်းကောင်းကြီးခံခဲ့ရတယ်ပြီးတော့ဒီကောင်နဲ့တကောင်းကဘယ်တော့မှနောင်နာမလဲမရခဲ့ကြအောင်ဘာလို့လဲဆိုတော့ငါကနာကျင်မှုကိုမခံစားလို့လို့ဆိုပြီးတော့ share ရီကိုခတ်မှတ်မှန်ပြန်ပြောပြလိုက်ပါတယ်အဲ့ဒီညမှာပဲခင်းရတဲ့ share ရီကိုသူ့တိုက်ခန်းကို personal channel လေးကို share လုပ်ချင်လို့ဆိုပြီးတော့ဖိတ်လိုက်ပါတယ်အမှုပညာတွေစိတ်ဝင်စားတဲ့ကောင်မလေးကလည်းခင်းရဲ့အင်ကြီးအတွင်းထဲကအမှုပညာတွေကိုကျယ်သီးလောက်ကိုတလုံးကြီးစီဖြုံးရင်းကြည့်နေပါတယ် သူ့ရဲ့ခန္ဓာကိုအနှံ့နေရာတတူးတွေပြည့်နေပြီးခင်းအတွက်ကတော့ဒါတတူးတွေထပ်ပို့တယ်သူ့ရဲ့ဘွေအဖွားရဲ့အစိပ်ပိုင်းတွေဖြစ်ပါတယ်နောက်နေ့မနေ့မှာတော့ပါဇက်ကိုမစီတော့တဲ့ခင်းရအလုံးမှတော့ခြေလီကိုင်းဖြစ်နေပါပြီဘာဖြစ်လို့လဲဆိုတော့ relationship ကြီးတစ်ခုလုံး sharing နဲ့သူအောင်မြင်စွာတိဆောက်နိုင်ရတယ်လို့ဖြစ်ပါတယ်အားလုံးကအငြိမ်းလေးလို့ခံစားနေရပေမဲ့လည်းတကယ်တမ်းတော့ပြဿနာအခုမှစတတ်ပါပြီပြဿနာ၃ခုဘန်နဲ့ဝင်လာပြီးတော့တနက်တွေပြက်ကပါဇက်ကလည်းနီကယ်ကိုမိခင်တက်တာဖွင့်ဖို့အဟစ်နေခဲ့ပါတယ် ။နီကယ်ငင်းလိုက်တဲ့အခါမှာတော့ကြောမြင့်ပေါ်ကိုပြောစတင်လာတော့တယ်။သူ့ဘဝမဆုံးခင်မှာပဲဓမြသုံးကောင်နဲ့တကောင်မျက်နှာကိုမြင်လိုက်ရပါတယ်။ကျန်တဲ့ Juice Boy နှစ်ကောင်ကခင်းကြီးကိုအအောင်ရောက်သွားပြီးတော့မိခင်တက်တာဖွင့်ပြီးဖို့ပြောလိုက်ပါတယ်။မစီမဆိုင် Sherry ကိုပါချိန်ချောင်းလာချိန်မှာတော့ခင်းလည်းမခံနိုင်တော့ပဲသူ့မကိုကယ်ဖို့ဆုံးဖြတ်ကကုတ်နံပါတ်ကိုပေးလိုက်ပါတော့တယ်။ဓမြတွေလည်းတစ်တာတွေကပတ်စံတွေကိုတမုံခိုးပြီးတော့ရှယ်ရီတော့ကိုပါထပ်ပြီးခေါ်ပြီးတော့အပြန်ပြေးထွက်သွားတဲ့အချိန်မှာပဲကိုလှရွှေတွေကရောက်ရှိနေကြပါပြီ။ ဓမြပြီပြီအရင်စပြပြီလို့အကျောအောင်တုတ်ကြပါတော့လေရှယ်ရီကိုလည်းရဲတွေပြတမကြီးစံနေကာဖို့အတွက်သွားလျာကိုခေါ်သွားနေတာပါခိန်လည်းကုန်းယုံထပြီးတော့ရဲရဲ့တက်တက်လောက်ကိုခဏလောက်ပေးပါဗျာလို့တောင်းပြီးတော့ကားလောက်ကခိုးပြီးတော့ဓမြကားရဲ့နောက်ကိုတိုက်ပြီးတော့ရှယ်ရီကိုကယ်ဖို့ပြင်ပါတော့တယ်ခိန်လည်းတခြားလောက်လာပြီးတော့နောက်ကနေတိုက်ချပလိုက်ပါတယ်အဲ့တော့မှလည်းဓမြတွေလည်းစောင့်မြင်ကြပုံမှန်နဲ့ရှယ်ရီကို official ပြင်ပေးဆွဲသွားတိုက်ကြပါတော့တယ်သူတို့ကားပြိုင်မွေကြီးရဲ့အဓိက breaking point နေရာကတော့လမ်းကြားပါ ဓမြတွေလည်းအမှိုက်ပေါင်းလုံးတောခန့်နေတာကြောင့်ဆက်မောင်းလို့မရတော့ပဲခင်ရတော့လိုအပ်မယ့်အဆက်မောင်းလို့ရအောင်ကားလောက်ကိုလမ်းမပေါ်ချန်ထားခဲ့ပြီးတော့လမ်းကြားထဲကိုပြေးဝင်လာပါတော့တယ်ချက်ပြုတ်ခန်းနဲ့ရောက်လာတော့နှစ်ယောက်သားမင်းနဲ့ချင်းဆိုင်တွေ့ကြပါပြီထိုးဖို့ကြိုးဖို့မစင်စားပဲနဲ့ဓမြဘန်းတော့တရက်နဲ့သာထိအောင်ပြုတ်ဖို့ကြိုးစားနေပါတယ်ခင်လည်းတိတ်ချောင်တိတ်အောင်လုံရင်းနဲ့ပန်ကြီးကြီးတစ်ချက်နဲ့ဘန်းရဲ့တနက်ဆုပ်ကြီးကိုရိုက်ချပေးလိုက်တာဟိုးထောင်းထိပါကတ်သွားပါတယ်ဘန်းလည်းရင်ဝတ်တက်တက်ကိုစောင့်ငယ်ထည့်လိုက်ပါတယ်လဲကျသွားတဲ့ဂိမ်းကိုဘန်းကလည်းဝုန်းတိုင်းဝင်ကျဲပါတော့တယ် အကွက်မှားကြီးနဲ့ပြင်းဝင်လာတဲ့ဘန်ကိုကဲရန်ဘေးနားမှာရှိတဲ့ဆင်ကြီးနဲ့စောင်းချပေးလိုက်ပြီးတော့အခြေအနေကိုခဏထိန်းနှံလိုက်ပါတယ်။ဂျုံလူသွားတဲ့ဘန်ကလည်းကနောက်ကရန်နေလိုက်လို့ပါတော့တယ်။ကိန်းလည်းတစ်ဖက်မှာစီဘူအိုးလောက်တဲ့ကိုလက်ခဆိုင်မိသွားပြီမဲ့လည်းမင်းသားမလို့ sorry CIP ရောဂါကြောင့်ဘာမှမဖြစ်ခဲ့ပါဘူး။အဲ့အချိန်မှာပဲဓမားလောက်နဲ့ခုတ်ဖို့ကြိုးစားလာတဲ့ဘန်ကိုတော့စီဘူလက်လောက်ကိုမမြတ်ကောက်ထုတ်ပြီးတော့လယ်ဘေးမှာကပ်ပေးလိုက်ရင်းနဲ့ပဲတိုက်ပွဲကိုမြန်ဆုံးတက်လိုက်ပါတယ်။အလောင်းလေးမှာခဏထိုင်လိုက်ရင်းနဲ့ပဲဘန်ရဲ့ဖုံးကနေတဲ့ Andri ဆိုတဲ့ဂျက်ဆုတကောင်ရဲ့စာပို့တာတော့တွေ့လိုက်ရပါတယ်။ အမြန်ဆုံးအဖြေရှာဖို့အတွက်သူ့ရဲ့ဖော်တာ DCC ဘန်ရဲ့လက်မောင်းကတတူပုံတော့ကိုတပုံရိုက်ပြီးတော့ပို့ပေးလိုက်ပါတယ်။နောက်တစ်ဆန့်မှာတော့ကောက်အသက်ကုံမောင်းရင်းနဲ့လက်မောင်းတတူ artist ကိုချီရခံပေးမယ်ဆိုတဲ့သူစုကန်ချင်း DCC ကိုဖုံးစက်နေပါတယ်။အဲနောက်မှာတော့ကြည်စံတရားလောက်ကိုကင်တွယ်ဖို့ Aaron ဆိုင်ကိုတွားခဲ့ပါတယ်။ Aaron သူ့ရဲ့ကြည်စံတရားကိုကုပင်းညီပေးပြီးထုတ်ပေးဖို့ပြင်မာတော့တယ်။တစ်ဖက်မှာလည်းခင်ရ Andrea Lane ဆိုတဲ့စေးတမျိုးကိုကိုယ့်အကောင် injection ပြန်လုပ်လိုက်ပါတယ်။ ခေါက်ဆောက်ခေါက်စတာနှစ်ကြိမ်လုံးလိုက်ပြီးတော့နည်းနည်းကဲလာမိတယ်ဗျာလို့ပခုံးလေးကင်ပြောခဲ့လိုက်ပါတယ်။နောက်တစ်ခါမှတော့ကားမောင်းနေတဲ့ခင်းစီကိုဖုန်းတစ်ကုန်းဝင်လာပြီးတော့ဖုန်းပေါ်သူကမင်းစီဆိုတဲ့ဗန်ဖောက်မှုအတွက်စုံစမ်းနေတဲ့ဆုံးနောက်တစ်ယောက်ပဲဖြစ်ပါတယ်။သူကကင်းကိုဗန်တို့ရဲ့ခန်းနဲ့ပေါင်ပဲတဲ့မှုရှိလားလို့မေးလိုက်ပေမဲ့ခင်းကတော့ငင်းဆုပ်လိုက်ပေမဲ့အချင်းတွေကတော့ဒုက္ခရောက်ဖို့ကိုတွားနေပါပြီ။ရဲကားခုမှုနဲ့ဗန်ရဲ့တိဆုံမှုကသူ့ကိုတော်တော်လေးကိုဝန်တုံးဝင်ဖို့ဖြစ်စေစရာဖြစ်နေပါပြီ။ခက်ခဲရာအနေနဲ့ကြက်တဲရာအထိကိုကူးပြောင်းလာသလိုပါပဲ။ အကြောင်းမထူးမဲ့တူတော်မြောင်းလူဘုပဲရွေးပြီးတော့ခင်းတရားဖြစ်ဆက်လာပါတော့တယ်။ဒေစီယုံပူပေးထားတဲ့လိမ့်စာအတိုင်းပဲတတူအတ္တရှိရဲ့နေရာစီကိုရောက်လာခဲ့ပါတယ်။ဇီနုံဆိုတဲ့တတူဆီယာနဲ့တွေ့တဲ့အခါမှာနော်ရေဘက်လောက်ကိုအသားလှမ်းပြလိုက်ပြီးတော့ဘန်းချောင်းပြော့ပြကလဲပင်းလောက်ကိုဓာတ်နဲ့ထိလိုက်ပါတယ်။တွေးပင်နေတဲ့ခင်းလည်းဒေစီစီဖုံးခေါ်လိုက်ပြီးတော့ဘန်းရဲ့အဲ့လိမ့်စာကိုရှာပေးပါလို့ပြောလိုက်ပြီးတော့ဒေစီလည်းခဏကြာမှပဲခင်းကိုပြော့ပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဘန်အေယုံရောက်လာခဲ့ပြီးတော့ယူမှုပဲလိုက်ချခဲ့ပေမဲ့ရှယ်ရီကဒီမှာရှိမဲ့ပုံမပေါ်ပါဘူး ဒီမှာလည်းမတွေ့ပဲမတွေ့တွေ့အောင်ရှာဖို့ခင်းတယောက်ဆုပ်ဖက်ချလိုက်ပါတယ်။အိမ်ငန်းနဲ့ဝင်လာပါပဲခင်းရထောင်ကျောက်လောက်ကိုနင်းမိပြီးတော့နောင်ကျောကိုကြောက်စိုးဟပ်ပလပ်ပြီးလာဆိုင်ပါတယ်။ခင်းလည်းကောက်ကိုပြန်ရအောင်ဆွဲထုတ်လိုက်ပြီးတော့အနောက်ဘေးခန်းထဲကိုတတိထားပြီးတော့ဝင်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ထောင်ကျောက်တစ်ခုကိုထပ်မိသွားပြီးတော့ခြေထောက်မှာမြားလောက်လာဆိုင်နေပါတယ်။ဒါမဲ့သူကဘာမှမခံစားရတဲ့သူမလို့လမ်းဆက်လျှောက်ရင်းနဲ့ဖန်အလုပ်အင်ဂျင်နဲ့တူတဲ့အရာတစ်ခုကိုတွေ့လိုက်ရတာကြောင့်အမြန်သွားကြည့်လိုက်ပြီးတော့ရှယ်ရီကိုလည်းအခန်းထဲမှာဖွာထားတာဖြစ်လိမ့်မယ်လို့စဉ်းစားမိလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ပြန်လှည့်အထွက်မှာပဲတတရမြောက်ထောက်ကြောက်ကိုထပ်မိသွားပြီးတော့ခိန်းလေလေထဲမှာဖြောင်းပြန်လှန်သွားခဲ့ပါတယ်။ခိန်းလေတင်စင်လောက်ကိုဖုံးဆက်ပြီးတော့ညီတွားပြလိုက်ပြီးတော့တင်စင်ရလဲ10မိနစ်တွင်အမြန်တုပ်လာခဲ့မယ်လို့ပြန်ပြောလိုက်ပါတယ်။ခိန်းလေစောက်ထိုးတိုင်းစောက်မို့လုပ်ပေမဲ့အချိန်နဲ့အထင်သလောက်မရိုးရှင်းတော့ပါဘူး။တစ်ဖက်မှာအဖွဲဝေအန်ဒရီဆိုတဲ့သူကခိန်းကိုတွေ့သွားပါတယ်။တကယ်တော့အန်ဒရီကပလိန်ပြတ်သွားတဲ့သူ့ညီကိုရှာနေတာဖြစ်ပြီးတော့ခိန်းကိုတွေ့သွားတဲ့အချိန်မှာတော့တနန်းနဲ့ပြည့်တဲ့ဘိုးလုပ်ပေမဲ့တစ်ဖက်မှာ ဖုံးဝင်လာခဲ့ပါတယ်။ ဖုန်းခေါ်လိုက်တဲ့လူကခန်းကောင်းစွာစီမုံလုပ်ခေါ်ပြီးတော့ပခုံးပေါ်ကိုလည်းတူတချောင်းတင်လာသေးပါတယ်။သူကရဲတွေမဖမ်းမိခင်အမြန်ဆုံးတခြားမျိုးကိုသွားအောင်ဖြစ်ပြီးတော့ဗန်လဲတက်ခံလိုက်ရအောင်။တေသွားပြီးတော့တေသွားတဲ့ကောင်ကတော့ဘယ်သူမှမသိသေးဘူးလို့လည်းပြောလိုက်ပါတယ်။ဖုန်းကျသွားတဲ့အခါမှာတော့ဆောင်ရွက်ပေါက်သွားတဲ့အန်ဒရီကလည်းကိန်းတစ်ပတ်ကိုဦးတည်လာပြီးတော့တနက်လောက်နဲ့ပြစ်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့တစ်ချက်တည်းနဲ့တေမသွားစေချင်တာကြောင့်ခုံပေါ်မှာကြိုးတုပ်ထားလိုက်ပြီးတော့မျိုးလုံးလောက်ကိုအရင်ထားနဲ့ထိုးဖောက်ဖို့ပြင်ဆင်လိုက်ပါတယ်။ ဘာလောက်နဲ့ရွေလိုက်တဲ့အချိန်မှာတော့တစ်ဖက်ကနေတစ်ခါကိုဖိုက်တာလိုကန်ဖွင့်ပြီးတော့ဒီစင်ဝင်လာကအန်ဒရီရဲ့ခေါင်းဒုတ်ကြီးကြီးနဲ့ကျောင်းနဲ့ကြွက်ကားရဲလိုခက်ပြင်းပြင်းလေးရိုက်ပေးလိုက်ပါတယ်။ပြန်တိတ်ထုတ်ပေးလိုက်မယ်အကျန်နဲ့ဒီစီရလည်းခင်းစီကိုဓာတ်တစ်ချောင်းလှမ်းပေးလိုက်တာတိတ်မလွဲခြင်းရှာတော့ခင်းရဲ့လက်ဘွားကိုဟိုဘက်ဒီဘက်ထုတ်ဆင်းပေါက်သွားပါတယ်။ခင်းလည်းကိုယ့်ရဲ့လက်ကိုပြန်ကြည့်ရင်းနဲ့ဖင်းငုံနေတဲ့အချိန်မှာပဲအန်ဒရီကပြန်ဝင်လာပြီးတော့ဘုံနိုင်ကျဲပါတော့တယ်။ခင်းလည်းဒုတိုက်တုတ်သွားလိုက်တော့ဟိုဘက်တောင်းထိပါပဲ။ စိတ်တူလာတဲ့ခိန်လေသူ့ရဲ့လက်မှာစိုက်နေတာနဲ့အန်ဒရီခြေထောက်ကိုထပ်ဆိုက်လိုက်တဲ့အချိန်မှာပဲတဖက်ကဒီစီယာလည်းဆက်ပရီဘူးလောက်နဲ့ဝင်ပြီးတော့စူးကြီးဝင်လာဝေးလိုက်ပါတယ်။အချိန်နေရမဒီမချိန်ဖြစ်နေချိန်မှာပဲဒီစင်ကလည်းထောက်ချောက်ကိုတက်နေပြီးတော့မလို့ဖြစ်သွားခဲ့ပါသေးတယ်။ရန်တက်ပြင်းနေတဲ့အန်ဒရီကိုခြေထောက်မှာစိုက်နေတဲ့မြန်နဲ့လေဘေးလောက်ကိုထိုးဝေးလိုက်ပြီးတော့ခိန်ရတိုက်ပွဲကိုအဆုံးသတ်လိုက်ပါတယ်။ခဏလောက်နားလိုက်ကြတဲ့အပြီးမှာပဲဒီစင်ကခိန်ကိုပတ်တီးစီးဝေးလိုက်ပါတယ်။ဒီဂျင်ကသာသူတို့နှစ်ယောက်အပြင်မှာပထမအဦးဆုံးအချိန်တွေ့ဘူးတာဖြစ်ပြီးတော့အရင်ကတောက်လျှောက် online မှာပဲဆက်သွယ်ခဲ့ကြတာမလို့နည်းနည်းတော့စိတ်ညစ်သေးပါတယ် ရှိကြီးမရလိုက်ပဲတစ်ဖက်မှာအော်အော်ဆဲဆဲနေထွက်လာခဲ့ပြီးတော့ခင်းလဲဆုံတော့မင်းစီရောက်လာပြီဆိုတာသတိထားမိသွားပါတယ်။ဆုံတော့မင်းစီဆိုတာခင်းကိုဖမ်းမှုဘယ်ဟန်ရဲ့အင်ရှိကိုရောက်နေကြပါပြီ။ခင်းကရှယ်ရီကအနေနဲ့ကြားထဲမှာပဲရှိသေးတယ်လို့သူလက်လျှော့လိုက်လို့မဖြစ်သေးဘူးဆိုတော့သူသိပါတယ်။ဒီစီဘက်ကောက်လှစ်လိုက်ပြီးတော့တာကြီးမင်းကောင်ကိုကူညီမရမယ်လို့ပြောလိုက်တာ။ဒီစင်နဲ့ခဲခဲခဲကြားထဲကစဉ်းစားလိုက်ပြီးတော့ခင်းရဲ့ရည်ရွယ်ချက်ကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ဒေစင်ကစိုက်ကန်နဲ့ထွက်ခွာလာပြီးတော့အနောက်မှာလည်းရဲတွေကပါလာပါတယ်။ ရှိပေးလိုက်တိုင်းဆော့ပြီးတော့ခဏကြာမှာတော့ဒေဆင်ကိုကိုလာရွှေတွေကတနက်လောက်နဲ့ချင်းချောက်ပြီးတော့မေးတဲ့အချိန်မှာတော့ခင်းရှိမဲ့နောက်တနေ့ကဘန်ရဲ့ workshop ပဲဆိုပြီးတော့ဒါဖြေချလိုက်ပါတယ်တစ်ဖက်မှာစီမွန်လည်းဘန် workshop မှာစောင့်နေခဲ့ပြီးတော့စူးရှတဲ့မျိုးလုံးတွေနဲ့ share ရိုးကြည့်နေပါတယ်နှစ်ယောက်သားအတိုက်ခံရေးလဲဖြစ်လာချိန်မှာတိလိုက်ရတာကတော့စီမွန်က share ရဲ့အကူဖြစ်တဲ့လူပါပဲ share ရဲ့ဗန်တပြတိုက်မှုမှာလည်းသူလည်းပတ်ဝင်ပတ်သက်မှုရှိရလို့ဝန်ခံလိုက်ပါတယ်ဒါတို့ဒေါ်တာအိုလီစီမွန်ကသူ plan စတီတုန်းက share ရရငင်းနေတာကိုပြန်စည်းရသွားပြီးတော့တရက်နိုင်ဖြစ်ဖို့တော့ပါတော့တယ် တနက်ကိုအသားဆွဲထုတ်တော့တစ်ဖက်မှာဝမ်မရှုလို့ကိုကဲရလဲတနက်တလက်နဲ့ရောက်လာခဲ့ပြီးတော့စီမုံကိုပြန်ချိန်လာပေးလိုက်ပါတယ်စီမုံလည်းဒူလောက်ထောက်ကြသွားပြီးတော့ခင်းရဘန်ဝေါ်အန်ဒီယိုပါငါတက်ခဲ့တာဆိုပြီးတော့ပါတက်ဆက်တဲ့စာလေးပြောလိုက်ပါတယ်အချိန်နေကိုနားလဲသွားတဲ့စီမုံကလည်းရှယ်ဒူရဲ့သူနဲ့တစ်ဖွဲ့တည်းဖြစ်ကြောင်းပြောပြီးတော့ဗန်မာတော့ကကုတ်နံပါတ်ရဖို့ကလပန်ထိုးခဲ့တာဖြစ်ကြောင်းကင်းကိုပြောပြလိုက်ပါတယ်ဒါပေမဲ့ကင်းကိုချစ်မိလာခဲ့တဲ့အခါမှာတော့နောက်ထပ်ပလန်တွေကနေနှုတ်ထွက်ခဲ့ပါတယ် ကိုင်းတဲ့အခြေအနေတွေကိုနားလည်နိုင်ဖို့မကြိုးစားတော့ဘဲနဲ့လက်ရှိကိုသာအောင်ဆိုင်နေလိုက်ပါတော့တယ်။ရုပ်တရက်ပဲစီမောကကိုင်းရဲ့လက်ထက်ရတဲ့ကိုဆွဲယူလိုက်ပြီးတော့နှစ်ယောက်သာလုံးတွေ့ကြပါတော့တယ်။ Sherry လည်းသူတို့နှစ်ယောက်ကိုနားမလည်နိုင်တော့ဘဲနဲ့မျက်လုံးတွေနဲ့သာကြည့်နေရပါတော့တယ်။လဲကျနေတဲ့ခင်စီမောကအဆုံးသတ်ပစ်ကိုလုပ်ပါတော့တယ်။ကိုင်းရဲ့မျက်နှာကိုကောင်းအောင်တက်တက်မှထားထားလိုက်ပြီးတော့ခလုံးနှိပ်ကအဆုံးသတ်ပစ်ကိုလည်းစဉ်းသစ်ဖြစ်နေပါပြီ။ဒီလိုအခြေအနေကိုရဲမကြည့်နိုင်တော့တဲ့ Sherry ကလည်းစီမောကိုနောက်လောက်ကနေပြီးတော့ဝင်ဆွဲပါတော့တယ်။စိတ်တူသွားတဲ့စီမောကလည်းဖင်ရရင်တက်ပလိုက်မယ်ငါ့ကိုဘာမှမနေလဲဆိုပြီးတော့ချိန်ချောင်းလိုက်ပါတယ်။ ဟုံးနိုင်ကျလို့မရလိုက်ခင်ပါပဲတဖက်မှာမင်စီနဲ့အတူပါလာတဲ့ဒူဖီကဆူမွန်ကိုတနက်နဲ့ပြစ်လိုက်ပါတော့တယ်။မင်စီရောက်လာတဲ့အချိန်မှာတော့ဂျန်နဲ့ရဲတွေလည်းခင်းုံသွားရောက်ကြည့်ရှုစစ်ဆေးနေကြပြီးတော့ဆေးရုံစီကိုသွားဖို့ပြင်နေကြတဲ့အချိန်မှာပဲတဖက်မှာမတည်သေးတဲ့ဆူမွန်ကအဖိုးကြီးလဲပင်းလောက်ကိုတနက်နဲ့ပြစ်ပြီးတိုက်ပွဲကိုပြန်ဆလိုက်ပါတယ်။ဟိုဘက်ဒီဘက်အပြန်အလှန်နဲ့ပြစ်နေကြပြီးတော့ထုံနေထုံနေနဲ့နောက်ကနေလိုက်ပြစ်နေပါတော့တယ်။ရှယ်ရီလည်းလိုအပ်ကြောက်ရောက်ဖို့တဖက်မှာပြေးနေရပါပြီ။ ရှင်မောကဆေးရုံကားပေါ်မှာ driver ကိုဆွဲချလိုက်ပြီးတော့ဝင်မဖို့လုပ်တဲ့အချိန်မှာပဲတစ်ဖက်မှာလည်း Sherry က Messi ကိုတွားပြီးတော့ Messi ရဲ့ကားတော့အောင်ခိုးယူခဲ့လိုက်ပါတယ်မက်ဆီကိုတွေးပြီးရှယ်ရီနဲ့နှစ်ယောက်လူကားရှိရာကိုသွားပြီးတော့ဆီမွန်ရက်တက်မွန်ကသူတို့နှစ်ယောက်လုံးရှိမှရမယ်ဆိုတာတော့အနည်းဆုံးသိကြပါဗျ။ကားကိုမောင်းထွက်လာခဲ့ပြီးတော့ရှယ်ရီကလည်းဆီမွန်ရဲ့ဥတီမဲနေရစိတ်ကဲလို့ပြောလိုက်ပြီးတော့သူလေနဲ့နောက်တစ်မျိုးကိုပူတော့မှလို့လည်းပြောလိုက်ပါဗျ။အဲဒါကြောင့်သူတို့လည်းအမြန်ဆုံးတားဆီးမှဖြစ်ပါလား။ တစ်ဖက်မှာလည်းစီမုံလည်းသူခိုးလာတာဆေးရုံကိုင်းမှာတော်တော်ကြာကြာမဝီတော့မှတတိထားပြီးသွားလိုက်ပြီးတော့အနောက်မှာလည်းခင်းရပါလာသေးတာမလို့ထူးတော့တဲ့တူတူရသေးရထိုက်တာအကုန်ရအောင်တော့ယူရမှလို့လည်းတွေးနေပါတယ်တစ်ဖက်မှာလည်းရှယ်ရီကခင်းရုံနဲ့တေချာပေါက်ကင်ရမယ်စုမုံကိုလည်းတေချာပေါက်တားရမယ်လို့တွေးနေလိုက်ပါတယ်တစ်ဖက်မှာလည်းခင်းရကုန်းထပြီးတော့ရှော့တိုက်တဲ့ဆက်ကိုအမြင်ဆုံးတင်တစ်ဖက်ကိုသူ့ရဲ့ရင်ဘက်မှာကပ်ပြီးနောက်တစ်ဖက်ကိုဖီးတက်ပြီးတော့ကားမောင်းနေတဲ့စုမုံရဲ့ပါလာကိုကပ်ပေးလိုက်ပါတယ်စီမုံလည်းအကြီးကျယ်အော်ဟစ်နေရပြီးတော့ကားကြီးလည်းရိုင်းထုတ်လာပြီးနောက်ဆုံးမှမှောက်သွားပါတော့တယ် ဂိမ်းလည်းမူးဝေတော့အနေပြီးတော့ကုန်းုံပြတ်ထားဖို့ကြိုးစားလိုက်ပြီးတော့တစ်ဖက်မှာလည်းရှယ်ရီတို့ရပြည်လာခဲ့ကြပါတယ်မစ္စီရတာတဲ့တန်ရာအတော်လေးပြင်းလာကြောင်းပါလာတဲ့ဒီစီကိုမစ္စီကိုခေါ်ပြီးစေးအောင်ပို့ပေးဖို့ပြောကရှယ်ရီကတော့တယောက်တည်းထွက်လာဖို့လုပ်လိုက်တဲ့အချိန်မှာပဲမစ္စီကရေဝေမလုံးနေနဲ့တနက်ထုတ်ပေးကရှယ်ရီကိုတာဝန်လွှဲပေးလိုက်တဲ့အထားနဲ့ဒီဖီဒီတင်အတွက်တိုင်နာတစ်ခုလုပ်ပေးခဲ့ပါလို့မှားလိုက်ပါတယ်တစ်ဖက်မှာလည်းစီမွန်နဲ့ဂိမ်းတို့နှစ်ယောက်တပ်ပုတ်နေခဲ့ကြပြီးတော့စီမွန်ကဂိမ်းကိုတစ်ထောင်နဲ့တွတ်လိုက်ပါတယ် ကိန်းလက်တအားပြန်မှန်းပြီးတော့အသက်တောင်ပုံမှန်မရှိနိုင်တော့တဲ့အချိန်မှာပဲတဖက်ကနေပြစ်ခတ်ပြီးဝင်လာတာတော့ရှယ်ရီပါစီမွန်လည်းပြေးပုံနေလိုက်ပြီးတော့ရှယ်ရီကိုပြန်တက်ဖို့လုပ်ပါတော့တယ်တဖက်မှာလည်းခင်းကကိုယ့်ကိုအေဂျင်စီနောက်ကျိန်ထုတ်လိုက်ပြီးတော့ကိုယုံထကစီမွန်နောက်ကျော်လာတာပေါက်ကြီးကိုလက်မလောက်နဲ့ကလော်ကဒီဘက်ကိုလှည့်ခိုင်းလိုက်ပြီးတော့လက်ဘေးကိုပြင်ပြီးတော့စေးထုတ်ရနဲ့အဆုံးတက်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခင်းလေးလဲကျသွားပြီးတော့ရှယ်ရီလည်းခင်းရှီယာကိုလာကငုံနေပါတော့တယ် နှစ်ပတ်အကြာမှာတော့ဆေးဝါခင်းကိုမြင်ရမှာဖြစ်ပြီးတော့နဘေးမှာလည်းဒီစင်လောက်ရောက်နေပါတယ်တတိယလာတဲ့ခင်းစီကိုဒီစင်လဲဝန်သာအားနဲ့ပဲတွားလိုက်ပါတယ်တိုင်မင်းဘာမှပြပါဘူးဝါလုံးနဲ့တည့်လိုက်ပြီးမှတစ်ဖက်ကခင်းရတော့မြင်ရတဲ့အတိုင်းပါပဲရရအောင်မရှိတော့ပါဘူးတစ်ဖက်မှာတကောင်းအောင်ဖွင့်ပြီးဝင်လာတာတော့မြင်စီပါမင်းစီကတော့ဆာရဆာရနဲ့ပါလာပြီးတော့ခင်းရတေချာပေါက်ပြစ်မှုကျူးလွန်ခဲ့တာတွေရှိတာကြောင့်ဖမ်းတော့ဖမ်းစီရလိမ့်မယ်ဒါပေမဲ့အိမ်မှာ6လအရင်နားရမယ်ပြီးရင်9နဲ့အလုပ်တင်ဖြစ်လာလောက်ရမယ်လို့ပြောလိုက်ပါတယ တနှစ်ကြာပြီးတဲ့နောက်မှာတော့ခိန်းနဲ့ AC ဖြစ်သွားပါပြီပေါ့အိမ်မှာပဲဒစ်စင်းနဲ့ပဲဂိမ်းဆော့နေပါတယ်အဲ့ဒီနောက်မှာတော့ Sherry ကိုထောင်ထဲမှာတွားတွေ့ပါတယ်သူလည်းဘန်တမားတိုက်တဲ့ကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့သူမလို့အချိန်တစ်ခုနဲ့ပြန်ပေးဆက်နေရတာပဲဖြစ်ပါတယ်ခိန်းကတော့သူ့ရဲ့နဂတိုင်လေးကိုချုပ်ပေးဖို့လှုပ်လိုက်ပြီးတော့မှအဆောက်နေသူ့ကိုကြည့်နေရဆိုတာကိုသတိရသွားပါတယ်အဲ့ဒီနောက်မှာတော့ကိန်းကအေးအခြေတစ်ချက်ကြည့်လိုက်ပြီးတော့ကောင်မလေးကိုသူ့ရဲ့နောက်ဆုံးတက်တူကိုငါတို့လေးရှိရှိနဲ့တူရဲ့တော့ဆိုပြီးတော့ပြလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ sharing နဲ့အချိန်ပြေးသွားတာကြောင့်ပြန်သွားရပါတော့မယ်။ဒါဆိုခင်းနဲ့အကျိုးသားဆုံးအပြောင်းအလဲတစ်ခုကိုပြောင်းဝင်ကြည့်နေခဲ့တာရင်းနဲ့ပဲဒီမနက်တစ်ခုလုံးကဲတင်မှုအတွက် sharing တိတ်ကြိုက်တဲ့ cherry pie တစ်စုံစားလိုက်ရင်းနဲ့ပဲဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီ video တွေကဆရာပြင်ဆိုတဲ့ yoga ကိုအပြင်မှာတကယ်ရှိလားပရိသတ်ကြီးရောဘယ်လိုထင်လဲ comment မှာကြံပေးခဲ့ပါဦး။အခုတင်ဆက်ပေးတဲ့ video လေးကိုကြိုက်နေတဲ့လေဆိုရင်နော် like subscribe လေးလောက်သွားပေးခဲ့ကြပါဦးဗျာ။ ချက်နှစ်တဲ့ဗီဒီယိုလေးတွေကို share ပြီးတော့ channel ကို support ပေးနိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ